င်လာပြီဆိုရင်ကျွန်တော်ဗုဒ္ဓဘာသာအကြောင်းကိုကျွန်တော်တို့အာရှင်းပြလို့ရမယ်မြန်မာယဉ်ကျေးမှုအကြောင်းသင်ပေးလို့ရမယ်ပြီးတော့မြန်မာစကားကိုသူလေ့လာခွင့်ရမယ်မြန်မာစကားကိုကျွမ်းကျင်ချင်ဖြစ်သွားမယ်ပြီးတော့မြန်မာအစားအသောက်တွေကိုသူသူသိလာမယ်သူနှစ်ချိုက်လာမယ်သူကတော့မြန်မာအစားအသောက်ကိုတိုက်မှာပဲလို့ကျွန်တော်ကလုံးဝပြောရတယ်ဘာကြောင့်လဲဆိုတော့သူဒါမိခင်ဝင်းထဲမှာ တတိစတီကလေးရပါတော့မြန်မာအစားအသောက်အဟာရနဲ့ပဲသူကစပြီးတော့ဖွံ့ဖြိုးလာတာဆိုတော့သူ့အသွေးသားထဲမှာဒါတည်းကလက်ပတ်ပြီးသား လွန်းနေပြီပြောရင်လည်းမျက်နှာကြာမျက်နှာမလွန်းနဲ့နော်မိလွယ်တယ်သတိလေးကိုလည်းဆဆဒီရန်ကုန်ရောက်ရောက်ချင်းမှာဇီဒီပထိုးတွေကိုကျွန်တော်တွေ့စေချင်တယ်အဲရန်ကုန်ဆိုတော့ကျွန်တော်ရွှေတကုံပေါ့ဆိုတော့အဲ့ဒါလေးသွားပြီးတော့ကျွန်တော်ကျွန်တော်ရီမန်ထားတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကျွန်တော်အစုံလုတ်ပေးပြမယ်လို့ကျွန်တော်စိတ်ကူးထားတယ်မြတ်ဟုတ် ကဲဒါအခုမြန်ဝင်2025ပွဲလေးမှာကျွန်တော်တို့ကဒါ good to good ကိုလာပြီးတော့လေယောက်အပေးတာပါပြီးတော့ဒီပွဲလေးလာပြီးတက်ပေးတာလည်းပါတာပေါ့နော်ဟုတ်ဒီပွဲကဒီခု24ရက်25နှစ်ရက်လောက်မှာပေါ့နော်ခင်ဗျဟုတ်ဟုတ်နှစ်လုံးရှိနေမှာခင်ဗျဟုတ်အာဘာပြောဒီပွဲလေးမှာကကျွန်တော်တို့ဒါလုပ်ငန်းအသေးစားငယ်စားလက်စားစတဲ့လုပ်ငန်းအကုန်လုံးကိုတနေရာထဲမှာတွေ့ပြီးတော့ product တွေစုံစုံလင်းနဲ့တွေ့ရမှာပေါ့နော်ဆိုတော့လာပြီးတော့လည်းအားပေးလို့ရတယ်ပြီးတော့ကျွန်တော်လည်းဒီမှာဟိုပေါ့ဒီ ဘူတီကိုသွားပြီးတော့လေပတ်မယ်ပေါ့နော်ကိုနဲ့တိုက်ဆိုင်ပစ္စည်းတွေရှိအားပေးပါအောင်မယ်အဲ့မှာပြည်သက်တင်နေလဲစုံတက်ပြီးတော့တပွန်လည်းရိုက်ဖို့လည်းရှိပါတယ်ဟုတ်ဟုတ်ရိုတိုမှာကတော့ကျွန်တော်ကတော့ Agnes ကို brand ambassador အနေနဲ့ကျွန်တော်သွားတာပေါ့နော်ပြီးတော့အခုရန်ရန်ကြိုက်ကြတဲ့ရိုတိုမျက်စင်းတွေပြီးတော့ကူးတွေလည်းရနေပါပြီပြီးတော့ဟာရာတော့လာဘူတို့ပြီးတော့မနက်တို့နေ့စီစီတို့စိုက်ဆန်းတို့အဲစားတဲ့ပစ္စည်းတွေများများစွာလည်းအကုန်လုံးပြန်ပြီးတော့ stock ပြန်ရနေပါပြီဟုတ်ကဲ့ခင်ဗျကျွန်တော်တို့ဒါ brand master အနေနဲ့လက်တွဲတာဆိုရင်တော့နှစ်ပေါင်းမနည်းတော့မနည်းတော့ဆိုရင်အဲမရှိဆိုရင်6နှစ်6နှစ်လောက်6နှစ်ခုနှစ်လောက်ရှိပြီညဟုတ်ဟုတ်ကျွန်တော်ကအခုဒီ Agnes ကိုအဲခုခေတ်လူငယ်တော်တော်များများက web channel ပတ်သက်ပြီးတော့ကြုံတွေ့နေကြတာများလေသူတို့ကလည်းဘယ်လိုပြောမလဲဆိုတော့လူငယ်ဆိုတဲ့အတိုင်းပဲဒါလှပရေးရမှာစိတ်ဝင်စားကြတယ်လက်လှပနေကြကြရလေဆိုတော့ web channel ပြဿနာကသူတို့အတွက်ရန်နှောက်ရှက်လေသူတို့ဖြစ်နေကြတာပေါ့နော်အဲ web channel ပြဿနာကိုတားဆီးဖို့ဆိုတာကလည်း ဟိုပေါ့နော်အနေထိုင်အစားအသောက်ပုံမှာလည်းအများကြီးမူတည်ပြီးရဲ့အဲ့ဒါကိုမှတစင်ကျွန်တော်တို့ဒါ Agnex Fisher Fowling နဲ့တူတူတွဲပြီးတော့တုံးလိုက်မယ်ဆိုရင်တော့ဒါအသားပတဲ့အသားရည်လေးနဲ့ပိုင်ဆိုင်သွားမှာပေါ့နော်ခင်ဗျဟုတ်အာပရိသတ်တွေအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့အခုအာဟိုဝချန်ကင်းစင်ပြီးလောက်ပါပြုံးပြောရှင်နိုင်ဖို့အတွက်ကိုဒါ Agnex Fisher Fowling နဲ့အတူနေ့စဉ်ဖြတ်တန်းပါလို့ပြောချင်ပါခင်ဗျဟုတ်ဟုတ်ကဲ့အော်ဒီနေ့မှလည်းကျွန်တော်ကဒါဖုန်ပွဲနေ့ကိုလာပြီးတက်ရောက်ဖြစ်တယ် ပြီးတော့ကျွန်တော်အထဲမှာရှိတယ်ကျွန်တော် boot ကိုလည်းတွားပြီးတော့ level ပြီးတော့ကြီးကြီးတဲ့ကွန်မစီမများစွာမြန်မာနိုင်ငံရဲ့ဒါကွန်မစီမများစွာတွေ့ရတဲ့အတွက်လည်းအရန်ကိုပျော်ရွှင်နေပြီးတော့မြန်မာမြန်မာလူမျိုးတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့မြန်မာပစ္စည်းတွေတွေ့ရချိန်မှာဝယ်ယူအားပေးခဲ့ရပါတော့။ဆိုတော့မြန်မာပြန်မှာလည်းကျွန်တော်တို့ Dabroto Company Limited ကနေပြီးတော့ talk show လုပ်ဖို့ရှိပါတယ်။မျက်စိကျန်းမာရေးနဲ့ပတ်သက်တဲ့ဟာကိုရွှေလေးရောင်ကဒေါက်တာ ကုသရောကနေပြီးတော့ မက်ဆီချမိုင်းနဲ့ပတ်သက်တဲ့ຢာတွေကိုလည်းမျှဝေပေးပါမယ်နောက်တစ်ခုကအဲရိုတိုမက်တလတညမာကမ္ပဏီလီမိတက်ရဲ့ဒါ factory ပေါ့နော်အဲ့မှာခိုက်ဆန်းမတက်ကိုလည်းပြန်လည်ပြီးတော့မျှဝေပေးမယ်ဖြစ်တဲ့အတွက်ကြောင့်မလို့လာရောက်ပြီးတော့အဲနားဆင်ဖို့အတွက်ကိုလည်းကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာဒီကနေပြီးတော့ဟုတ်ကူမလွယ်ဘူးလေကူလူကူလူအရောဆိုတော့အဲကျွန်တော်ကဒီမှာတော့ရှိမယ်အဲပြီးတော့ဟိုပါဇနီးနဲ့သမီးလည်းအဲပြန်ရောက်ဖို့ရှိပါတယ်ခင်ဗျဟုတ် ်ပြောဘူးဗျာ။ဟောသူကငယ်သေးတယ်ကျွန်တော်ပဲလွမ်းနေတာဗော။သူကတော့သူကတော့အခုချိန်မှာဟိုပြောမယ်ကိုယ့်ကိုယ်ပဲဟိုဟိုဒါဟိုစားတော့ကောင်းကောင်းနဲ့ကြားမဲ့ကောင်းကောင်းဖြစ်ဖို့ပဲအဓိကပါ။ကြည့်ရမှာဆိုတော့ဟိုလူကြီးတွေကပဲလွမ်းနေတာဗောအဖွားတို့အဖွားအဖွားတွေရဲ့အဖိုးတွေတွေးကြည့်နေကြတာဗောအဲ့လိုမျိုးဗော။ချောက်လာပါခင်ဗျာဟုတ်တက်နေပါတော့တက်နေအဲ့လိုမျိုးကဟိုသူပြောအောင်ကျင်တာကတော့ ဟိုဘာသာစကားတစ်ခုအနေနဲ့မတော့မပြောနိုင်သေးဘူးဆိုပေမဲ့အဲ तू စိတ်ထဲမှာဘာရှိနေလဲဆိုတော့သူ့ရဲ့ capture လေးကြီးကြီးရအောင်ကျွန်တော်သိတာပါအဲကျွန်တော်ကအဲ့လိုမျိုးဘာကြောင့်ဟိုအမျိုးသမီးနဲ့သမီးကိုဒီလိုပြန်လာစေစီချင်တယ်ဆိုတော့အဲကျွန်တော်တို့ကာချာပြောက်သွားမှာဆိုလို့ကျွန်တော်တခုဟိုဘောသမီးလေးဒီလိုပြန်လာပြီဆိုရင်ကျွန်တော်ဗုဒ္ဓဘာသာအကြောင်းကိုကျွန်တော်တို့အာရှင်းပြလို့ရမယ်မြန်မာယဉ်ကျေးမှုအကြောင်းသင်ပေးလို့ရမယ် ပြီးတော့မြန်မာစကားကိုသူလေ့လာခွင့်ရမယ်မြန်မာစကားကိုကျွမ်းကျင်ဖြစ်တော့မယ်ပြီးတော့မြန်မာအစားအသောက်တွေကိုသူသူတိလာမယ်သူနှစ်ချိုက်လာမယ်သူကတော့မြန်မာအစားအသောက်ကိုတိုက်မှာပဲလို့ကျွန်တော်ကလုံးဝပြောရတယ်ဘာကြောင့်လဲဆိုတော့သူဒါမိခင်ဝင်းထဲမှာတတိစတီကလေးရပါတော့မြန်မာအစားအသောက်အဟာရနဲ့ပဲသူကစပြီးတော့ဖွံ့ဖြိုးလာတာဆိုတော့သူ့အသွေးသားထဲမှာဒါတွေကလက်ပတ်ပြီးသားဒါတော့သူအသက်ဂျေဝဲတစ်ခုရောက်လာပြီဆိုရင်လည်းဘယ်ဒေတာဘောရောက်ရောက်သူမြန်မာအစားအစာမြန်မာမုတ်တွေတွေ့ပြီဆိုရင်သူ သူပို့ပြီးတော်ရှင်ရတဲ့ခံစားချက်တခုကိုရမယ်လို့ကျွန်တော်ယုံကြည်ရပြဟုတ်အပညာရေးကိုတော့ကျွန်တော်တို့ဟိုမှာလုပ်ဖို့ဆော်စဉ်းစားထားတယ်ပေါ့နော်စဉ်းစားထားတယ်လောလောဆယ်ကတော့အခုသူ့ကိုပြန်ခေါ်မယ်ကြောင်းပိတ်ရင်ဒီကိုပြန်လာခဲ့အဲအဲ့လိုမျိုးအဲ့လိုမျိုးစဉ်းစားထားတယ်ပေါ့နော်ဒါပေမဲ့ဒါပေမဲ့ဘယ်လိုတော့ဖြစ်မလို့တော့မသိသေးဘူးပေါ့လောဆယ်ကတော့အဲလောလောဆယ်တော့မသိသေးဘူးနည်းနည်းလေးကိစ္စလေးရှိသေးတော့လေသူတို့ဟိုပြန်လာခဏကြီးကြရင်လဲသူတို့ကြောင်ချူပေးမှာပါဟုတ်လောနေ ော်ပြောရင်လည်းမျက်နှောင်ကျမယ်မလို့လည်းနော်မိတ်လွယ်တယ်အဲဟုတ်တယ်တဲ့တန်ရောစရင်ထထိုးလာပါဗျာကျွန်တော်တို့ဒါကျော်ကိုတမီးလေးကျွန်တော်ဟိုဆိုတော့ဟိုတမီးလေးဆိုတော့သိရလိမ့်မယ်ဘိုးဘီနူးနူးညံ့တဲ့ထိန်းထိန်းသိမ့်တဲ့ဟို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 ပြစ်တာပေါ့နော်ဆိုတော့အဲ့အာဘိုးဘီတန်ရုပ်စင်တွေ့ရတာပေါ့အဲဘာလဲဆိုတော့ဒါကျွန်တော်တို့ကဟိုစေးရုံကနေပြီးတော့စပြီးတော့ ဒီနေ့အထိကိုကျွန်တော်နေ့စဉ်နဲ့မြတ်တွေ့တွေ့နေရတာပေါ့နော်ဆိုတော့သူ့ရဲ့ပုံမျိုးတိုးတက်မှုတွေဒါဟိုဖခင်တယောက်အနေနဲ့အဲကြည့်ပြီးတော့ပီတိဖြစ်နေရတာပေါ့နော်အဲ့လိုမျိုးပေါ့ဟုတ်အာတမီးလေးကိုလည်းဗာပြောဟိုချစ်ခင်ကြတဲ့အတွက်အရန်ဝမ်းသာပါတယ်အခုအာ glowing with error aura ဆိုပြီးတော့သူ့အမေကနေပြီးတော့အဲ page လေးထောင်ပေးထားတယ်ကျွန်တော်လည်းအဲ page လေးကိုအများနဲ့ဝင်ဝင်ကြည့်ပြနေအအမျိုးသမီးကကျတော့ဓပုံရိုက်တယ်လေဆိုတော့ကျွန်တော်ကျွန်တော်တို့ကျတော့ဓပုံတိတ်ကိုကိုတိတ်မရိုက်ဖြစ်ဘူးဆိုတော့သူကအများနဲ့ active ဖြစ်နေပါဘူးကိုကျွန်တော်ကိုယ်နဲ့အလွမ်းပြတာပေါ့ပြီးတော့ပြိတ္တတွေကလည်းအဲ့လိုမျိုး chicken ကြတဲ့ comment လေးကျွန်တော်ရေးထားရတွေ့ရော PD ပြစ်ပြီးဂုံပြီးဝမ်းသာတာပေါ့ဗျာဟုတ်နှစ်လလောက်တော့ရှိပါပြီဟုတ်ကဲ့ ကျွန်တော်အဓိကဗီဒီယိုကောပဲပေါ့ဗီဒီယိုကောနဲ့ပဲအဲပြောပြီးတော့ပဲလွမ်းပြရတာဟုတ်တယ်သူ့အမေနဲ့တူတာသူ့မေနဲ့တူတာတော့သူ့မိမာသဘင်ကောင်းခြင်းတွေရှိလို့ပြီးတော့မျက်ခုံးနဲ့ရတယ်သူ့မိကလှတယ်လေဆိုတော့အဲအဲ့ဒါလေးသူ့အမေရှိရတယ်ပြီးအမွေရထားတာပေါ့ပြောတတ်သူ့အမေသူ့အမေဟောပြည့်တယ်ဆို အဲတမီနဲ့အမျိုးသမီးပြန်ရောက်လာပြီဆိုတာနဲ့ဒါကျွန်တော်စိတ်ကူးလေးပေါ့နော်ကျွန်တော်တို့ကိုအမ်ညာဘက်ပြန်ရောက်ရင်တော့နောက်နေမနဲ့မှာပေါ့ဆိုတော့ပြန်ရောက်တဲ့အချိန်ကအဲဒီလိုမျိုးနေကင်းနေလေတော်လို့လာလို့ကောင်းတဲ့အချိန်ဖြစ်တဲ့ဆိုရင်ကျွန်တော်တခါတည်းအဲဟိုသာသနာနေမီကိုကျွန်တော်ခေါ်ရမယ်ပြီးရင်သူသာသနာနေမီမှာအဓိကသာသနာနေမီဆိုတာဘာကြောင့်လဲဆိုတော့အေဂျင့်နဲ့အေဂျင့်နဲ့အတွက်ပြီးတော့သမီးလေးကိုလည်းဆက်ဆက်ဒီရန်ကုန်ရောက်ချင်မှာဇီဒီပထိုးတွေကိုကျွန်တော်တွေ့စေချင်တယ်အဲရန်ကုန်ဆိုရင်တော့ကျွန်တော်ရွှေတကုံပေါ့ ဆိုတော့အဲ့ဒါလေးသွားပြီးတော့ကျွန်တော်ကြီးမန်းထားတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကျွန်တော်လုပ်ပေးပြမယ်လို့ကျွန်တော်စိတ်ကူးထားတယ်မြောက်ပေါ့တော်လေးလေးဆိုတော့ခေလက်ပြောအာပြောတာဒါကကိုရွေးချယ်လို့မရတာအာโอเคအမျိုးသမီးအရန်ချစ်လို့အာအမျိုးသမီးနဲ့ကလေးနဲ့တော့ဆင်တာပေါ့ဟုတ်ရှိတယ်အခုကလေးနဲ့ပတ်သက်တဲ့အဲအတုံးဆောင်ပစ္စည်းတွေကျွန်တော်လာပြီးတော့ကန်လန်းထားတဲ့ပစ္စည်းတွေရှိတယ်ဗျာ မနေဘူးမနေဘူးရှိတယ်အဲ့ဒါအဲ့ဒါတွေအခုသမီးလေးရောက်လာရင်တို့ဟိုရိုက်ကိုကြီးလှုပ်ချင်တယ်ပေါ့နော်ဆိုတော့သမီးလေးကငယ်သေးတော့လေကျွန်တော်ထင်တာကအဲ့လိုမျိုး तू shooting ရဲ့ပမန်းမှုကို तू ဟိုဖြစ်အဆင်ပြေပါမလားပေါ့စဉ်းစားတော့ပေါ့နော်ပြည့်မှာဟိုဟိုရိုက်ချင်တာရိုက်လို့ရရွယ်မှာမဟုတ်တာဆိုတော့ तू စိတ်သဘောထားက तू က तू စိတ်သဘောထားတိုင်း तू နေရလေကျွန်တော်တို့အဲ့ဒါလေကျွန်တော်ပြန်ကြည့်ရမှာဆိုတော့ဟိုသူများတွေကတရက်တည်းပြီးရဆိုရင်တကယ်လို့ရိုက်ရဆိုရင်3-4လောက်ကြိုင်လဲကြောင်ပါဘူး alle im Jugendjahr haben.